ဒီဇလန်ကကမ္ဘာစီကိုဦးတည်ပြန်တန်းလာတဲ့ဥက္ကဋ္ဌကုနဲ့စတင်ထားပါရင်ဒါပေမဲ့ဒီအရာဟာတာမန်ဥက္ကဋ္ဌကုမဟုတ်ပါဘူးဒါကပညာရှိပါကိုချိုးဖောက်မိလို့နှက်ပြီကနေနင်ထုတ်ခံရတဲ့စူပါဂျီရဲလို့ခေါ်တဲ့နှက်ဖျားတပါဖြစ်နေခဲ့ပါရင်စူပါဂျီစင်းတက်လာတဲ့နေရာနဲ့မနီမိုးဝေးမှာဆိုတော့သူဟာကောင်းကင်ဘုံကိုပြန်သွားနိုင်ဖို့သူလုံဆောင်ရမယ့်တာဝန်24ခုပါတဲ့ကောင်းကင်ခုနာကျန်းကိုတွေ့ရှိခဲ့ပါရင် အခက်ခဲဆုံးတာဝန်တစ်ခုကတော့တကိုးကြီးတဲ့အနတ်ဆိုးတကောင်ကိုအနတ်ယူရမှာပါမကြခင်မှာပဲစူပါကြီးဟာသူ့ရဲ့တာဝန်တွေကိုလှုပ်ဆောင်ဖို့စတင်ခဲ့ပါရီတာဝန်တစ်ခုကိုလှုပ်ဆောင်နေတဲ့အချိန်မှာသူကလူတယောက်ရဲ့အိတ်ခမ်းထဲဝင်ရောက်ဖို့စွမ်းအင်ကိုဆော့ယူနေတဲ့အပင်နတ်ဆိုးတကောင်ကိုတွေ့ရှိခဲ့ပါရီမကြခင်မှာပဲစူပါကြီးဟာသူ့ရဲ့ယုံကြည်စိတ်ချရတဲ့ပြိုင်းတဲ့လက်နက်ကိုအသုံးပြုပြီးဒီနတ်ဆိုးကိုအောင်မြင်စွာနိုင်နေနိုင်ခဲ့ပါရီဒါပေမဲ့အဲ့ဒီအမျိုးသားဟာစူပါကြီးကိုရန်စုံကောင်းလို့မာယွန်းထင်မြင်သွားခဲ့ပြီးတော့အကူအညီအတွက်အော်ဟစ်ခဲ့ပါရီ ။နောက်တနေ့မှာဆိုရင်အန်ဒီရဲ့ရှိတဲ့ရာစိုးကောင်တယောက်လွမြောက်နေတယ်ဆိုတဲ့သတင်းတွေကမြို့တဝမ်းမှာပြန့်နှံ့သွားခဲ့ပါပြီ။ဒီလိုနဲ့ပဲစူပါဂျီဟာအင်ယာမဲလေရဆိုင်တွေရဲ့အပြင်ဖက်မှာအိတ်ဆက်ပြီးဆုပ်ပြဲနေကြတဲ့အဝတ်တွေဝတ်ဆင်ကရေမချိုးပဲရှောက်လင်းနေရပါလိမ့်။အန်ဒီချင်းကိုဖန်လို့ခေါ်တဲ့တထေးကတော်တယောက်ကစူပါဂျီကိုတတိထားမိပြီးတော့အစားတောင်းဝယ်ဖို့ငွေပေးကမ်းခဲ့ပါလိမ့်။ ဒီအချိန်ကလေးတယောက်ဟာခြေချောပြီးတော့လဲကျသွားခဲ့ပါရင်ဒါကိုမြင်တဲ့အခါမှာကွန်ဖန်နဲ့ဆူပါဂျီနေရာစလုံးကကလေးကိုကူညီဖို့အပြေးသွားခဲ့ကြပါရင်ဒါပေမဲ့ကွန်ဖန်ဟာဆူပါဂျီရဲ့အပြုမှုကိုရိုင်းဆိုင်တယ်လို့ထင်မြင်ပြီးတော့သူ့ကိုမကြခင်မှာထားခဲ့တော့ပါရင်စိတ်ဝင်စားလာတဲ့ဆူပါဂျီဟာသူ့ရဲ့ကောင်းကင်ခုနာကျန်းကိုဖတ်ရှုစစ်ဆေးကြည့်ပြီးတော့ကလေးကိုကူညီတာဟာသူ့လုံဆောင်ရမယ့်တာဝန်တွေအထက်ကတစ်ခုဖြစ်တယ်ဆိုတာသိရှိလာခဲ့ပါရင်မကြခင်မှာပဲဟွာဒူအိုဂျီလို့ခေါ်တဲ့လူတယောက်မြို့သူမြို့သားဝေကိုစုယုံပြီးတော့ ူဖမ်းမိထားတဲ့နတ်ဆိုးလို့ယူဆရတဲ့လူတယောက်ကိုဖမ်းဆီးမိတဲ့အကြောင်းကြေညာပါရင်လူအုပ်ထဲရောက်နေခဲ့တဲ့စူပါကြီးဟာအဖမ်းခံထားရတဲ့လူကတကယ်ဆိုရင်တော့မင်းနဖျားဖြစ်နေတာကိုတိလဲရပါရင်အဲ့ဒီညမှာပဲစူပါကြီးကခွာတူအိုဂျီရဲ့အိမ်အထဲကိုတိတ်တဆိတ်ခိုးဝင်ပြီးတော့မင်းနဖျားကိုကယ်တင်ခဲ့ပါရင်ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲမင်းနဖျားကဟွာတူအိုဂျီဟာတောင်ထဲမှာပုံကွက်နေတဲ့နတ်ဆိုးဝေကိုမကြကနပြစ်မှတ်ထားလိရှိတဲ့နတ်ဆိုးလိုက်ဖန်တဲ့ပညာရှင်တယောက်ဖြစ်တဲ့အကြောင်းရှင်းပြပါရီး မီနာဖျားကိုအောင်မြင်စွာလွတ်မြောက်အောင်ကူညီပေးပြီးရနောက်ဟွာဒူအိုဂျီကရုတ်တရက်နိုးလာခဲ့ပြီးထွက်ပြေးနေခဲ့တဲ့သူတို့နှစ်ယောက်ကိုမြင်သွားခဲ့ပါသည်တုံပြန်တဲ့အနေနဲ့မြေနတ်ဖျားဟာသူ့ရဲ့တကူကိုအတုံးပြုပြီးတော့ထွက်ပြေးသွားခဲ့ပြီးမြဲစူပါဂျီကတော့လူသားတွေရဲ့အရှိမပဲသူ့ရဲ့စွမ်းရည်တွေကိုဖော်ပြဖို့ရှောင်ကျဉ်ခဲ့ပါရီးဒါကြောင့်စူပါဂျီဟာမြို့ထဲထိထွက်ပြေးသွားခဲ့ပါရီးတခြားတနေရာမှာဆိုတော့ရှူယောင်ရှီဆိုတဲ့နတ်ဆိုးတကောင်ကစူပါဂျီကိုအရင်ကကူညီခဲ့ဖူးတဲ့အမျိုးသမီးကွန်ဖန်ရဲ့အသက်စွမ်းရည်ကိုဆုပ်ယူနေတာတွေ့ရပါရီး ကန့်ကောင်းစွာနဲ့ပဲစူပါဂျီဟာအချိန်မီရောက်လာပြီးတော့သူမကိုကဲတင်နိုင်ခဲ့ပါရင်မထင်မှတ်ထားပဲနဲ့စူပါဂျီရဲ့ရောက်ရှိလာမှုကနတ်ဆိုးကိုအရန်ဒရထွက်စေခဲ့ပါပြီးအထူးသဖြင့်တော့သူတို့ဟာနှစ်ပေါင်းတထောင်ကတိုက်ခိုက်ခဲ့ဘူးပြီးတော့စူပါဂျီကမြန်မီနဲ့ရှူယောင်ရှိရဲ့တန်တောင်ပန်ကိုမီးရှို့ခဲ့ဘူးလို့ပဲဖြစ်ပါရင် အဲ့ဒီနောက်စူပါဂျီကမူမေ့နေခဲ့တဲ့ကွန်ဖန့်ကိုတော်သေးစီတင်ပြီးကအနားယူစီခဲ့ပါရီဘေကင်းလုံခြုံတဲ့နေရာကိုတွေ့ပြီးတော့စူပါဂျီကကွန်ဖန့်ရဲ့လက်မောင်းပေါ်မှာဘန်းပုံတရံအမတ်အသားတစ်ခုကိုတတိထားမိခဲ့ပါရီအမတ်အသားတစ်ခုကမြေပြင်ကိုထိတဲ့အခါမှာဘန်းပွင့်တွေပွင့်လာစီခဲ့ပြီးတော့အပင်ရဲ့အမြင့်တရားသူတို့စီကိုလာနေခဲ့ပါရီတကခုမနိုင်တယ်လို့ခံစားမိတဲ့စူပါဂျီကအဲ့ဒီအမြင့်တွေကိုချက်ချင်းပဲရင်ဆိုင်လိုက်ပြီးတော့သူတို့ဟာအပင်နဲ့ဆိုးတွေဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါရီနတ်ဆိုးတကောင်ကတနားငြတာဖို့အတွက် တောင်းပန်ပြီးတော့ ရာစုနှစ်တည်းအကြာကစစ်ကြီးတစ်ခုကြောင့်ဒီဒေတာမှာဒရိတ်ဆန်နဲ့အပင်တွေအများကြီးတည်ဆုံးခဲ့ရပြီးနတ်ဆိုအဖြစ်ပြန်လည်ဖွားမြင်လာရတယ်လို့ရှင်းပြပါတယ်နတ်ဆိုကသူတို့ဟာလူတားဝေကိုဘယ်တော့မှမထိခိုက်ခဲ့ဘူးလို့အတင်းပြောပြီးတော့လူတားအဖြစ်ပြန်လည်ဖွားမြင်ဖို့တာဆန္ဒရှိတယ်လို့ဆိုပါတယ်နောက်ဆုံးမှာတော့စူပါကြီးဟာသူတို့ကိုချမ်းသာခွင့်ပေးဖို့အတွက်ရွေးချယ်ခဲ့ပြီးတော့ကာကွယ်မှုတစ်ခုအနေနဲ့သူ့ရဲ့စွမ်းအားထည့်ထားတဲ့မျိုးစိတ်တစ်စိတ်ကိုပေးအပ်ခဲ့ပါတယ် နောက်တနေ့မနေ့မှာကွန်ဖန်ဟာနိုးလာခဲ့ပြီးစူပါကြီးကိုသူမအပေါ်မတင်တော့တဲ့အပြုတ်မှုရဲ့လှုပ်တယ်လို့ဆွဆွဲပါရင်တုံ့ပြန်တဲ့အနေနဲ့စူပါကြီးကသူဟာအမှန်တကယ်ဆိုတော့နတ်ဆိုရဲ့လက်ကနေသူမကိုကယ်တင်ခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြပါရင်အမှန်တရားကိုတိလာပြန်တော့ကွန်ဖန်ဟာစူပါကြီးကိုဈေးအထက်ခေါ်သွားပြီးတော့ဂျေဆူးတင်တဲ့အနေနဲ့ဖနှတ်တရားဝယ်ပေးပါရင်ဒါပေမဲ့စူပါကြီးကအချက်ချင်းပဲအဲ့ဒီဖနှတ်ကိုတခြားတော့အိမ်ရမဲ့တယောက်အားပေးပါရင်ဘာကြောင့်လဲဆိုတော့ဒီအလောက်ဟာသူ့ရဲ့နတ်ဖေဟာတာဝန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ ဒီအခြေအနေက confirm ကိုစိတ်ဆိုးစေပြီးတော့ super ကြီးကို တော်တော်ကလေးစူပူပါရင်မမျော်လင့်မနဲ့ super ကြီးရဲ့ကောင်းကင်ခုနာကျန်းထဲကတာဝန်အလုံးဟာရုတ်တရက်ပြောက်ွက်တော့ပါရင် draw ထွက်နေတဲ့ super ကြီးကကောင်းကင်ဘရင်စီကနေအဖြေဝေတောင်းဆိုခဲ့ပြီးတော့ဘရင်ကသူ့ရဲ့တာဝန်တွေဟာစုံအထွေပေါင်း49တွဲအထိရှိပြီးတော့သူဟာပထမဆုံးကိုပဲ PC သေးတယ်လို့ဖော်ပြပါရင်လုတ်ဆရာဝေအများကြီးကြံ့နေသေးတာကိုစိတ်ဆိုးပြီးတော့ super ကြီးက draw ဝေထွက်နေခဲ့ပါပြီအဲ့ဒီနောက်ပိုင်း super ကြီးကလည်း confirm ရဲ့အိမ်မှာနိုးလာပါရင် ဒီအချိန်သူ့ရဲ့လက်ကောက်ဟာရုတ်တရက်အလင်းရောင်ပေးလာခဲ့ပြီးတော့နတ်ဆိုးတကောင်ရှိနေတာကိုအချက်ပြပါရီအေရီယာတော်ဝိုက်ရှာဖွေပြီးတော့စူပါကြီးကကွန်ဖန်ရဲ့ဝမ်ကွင်းကြီးမှာလောင်ပန်ရဲ့အိမ်အထဲမှာလောင်ထားတဲ့ငက်နတ်ဆိုးကိုတွေ့ရှိခဲ့ပါရီစူပါကြီးကနတ်ဆိုးကိုရင်ဆိုင်ဖို့အတွက်ပြင်ဆင်နေတော့မှာပဲကွန်ဖန်ကတော့သူ့ရဲ့အစီခံနေတဲ့သူပေါ်လာပြီးစူပါကြီးကိုရေရှိုးဖို့နဲ့တန့်ရှင်းဖို့အတွက်ကူညီပေးမယ်လို့ကန့်လန့်ခဲ့ပါရီနောက်တနေ့မှာစူပါကြီးကနတ်ဆိုးတားဆီးတဲ့လက်နက်တွေရောင်းတဲ့ဆိုင်ကိုတွားလေပါရီအဲ့ဒီမှာရှိနေတဲ့အချိန် ူဟာဟွာဒူအိုဂျီဟာယွာသားတယောက်ရဲ့အိမ်မှာလိမ့်နက်ဆိုးကိုဖမ်းဆီးဖို့အတွက်ဝိညာဉ်ဆက်သွယ်ရေးဝန်ပြုမှုတစ်ခုလှုပ်ဆောင်နေတယ်ဆိုပြီးမြို့သူမြို့သားဝေပြောနေတာကိုကြားခဲ့ပါပြီးတခြားတနေရာမှာဆိုတော့ဟွာဒူအိုဂျီဟာအခမ်းအနားကိုပြုတ်လုဆဲပဲဖြစ်ပြီးတော့နက်ဆိုးကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးယူဆောင်သွားခဲ့ပါပြီးဒီတုံ့ပြန်မှုအနေနဲ့စူပါဂျီဟာဟွာဒူအိုဂျီကိုတောင်းထဲထိတိတ်တဆိတ်လိုက်သွားခဲ့ပြီးတော့ဟွာဒူအိုဂျီကနက်ဆိုးကိုမြေမြုပ်နေတာကြည့်ခဲ့ပါပြီး ဟွာဒူအိုဂျီထွက်သွားပြီးတဲ့အခါမှာစူပါဂျီကလိတ်နတ်ဆိုးကိုကိုရိုင်းဆွဲထုတ်ခဲ့ပါတယ်အဲ့ဒီညမှာပဲစူပါဂျီဟာလိတ်နတ်ဆိုးကိုကွန်ဖန်ရဲ့ဝမ်ကွဲညီမရဲ့အိယာအပေါ်မှာထားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကွန်ဖန်ဟာသူ့လောက်ခဲ့တဲ့ဝေးကိုတွေးရှိသွားခဲ့ပြီးတော့လိတ်နတ်ဆိုးဟာလည်း မကြခင်မှာပဲလူပုံစံဖြစ်ပြောင်းလဲတော့ပါရင်မကြခင်မှာပဲညက်နှဆိုးကလည်းလပတဲ့အမျိုးသမီးတယောက်ဖြစ်ပြောင်းလဲတော့ပါရင်နှဆိုးနှကောင်အကြာပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲပြီးတဲ့အခါမှာစူပါဂျီနဲ့ကွန်ဖန်တို့အခန်းထဲကိုဝင်လာခဲ့ပါရင်ဒါပေမဲ့ရုံင်းဆန်ခတ်မှုဂျားတဲ့ကနေပဲကွန်ဖန်ဟာလိမ့်နှဆိုးရဲ့ကြိုက်ရှင်းကိုမတော်စခံလိုက်ရပြီးတော့ချက်ချင်းလဲကြသွားပါရင်မကြခင်ဟွာဒူအိုဂျီကနှဆိုးတို့ရဲ့ရှိနေမှုကိုခံစားမိပြီးရောက်ရှိလာပါရင်ကွန်ဖန်ရဲ့အခြေအနေကိုမြင်တဲ့အခါမှာ ဟွာဒူအိုဂျီကသူမကိုကယ်ဖို့မဖြစ်နိုင်တော့ဘူးလို့ကောက်ချက်ချပါရင်းစိတ်ဓာတ်ကျဆင်းသွားတဲ့စူပါဂျီဟာချမ်ဆယ်လာဂျိတ်စီကိုအပြေးသွားလိုက်ပြီးတော့သူ့ရဲ့အကူအညီနဲ့လဲလှယ်ဖို့အယောင်၅မျိုးပါတဲ့ရွှေငကား၅တကောင်ကိုကန့်တန့်ခဲ့ပါရင်းစူပါဂျီကကွန်ဖန့်ကိုကယ်တင်ဖို့အတွက်ရောက်လာတော့ကိုတိတဲ့ခါမှာချမ်ဆယ်လာကသူမကိုကုသပေးဖို့သဘောတူခဲ့ပါရင်းမကြခင်မှာပဲကွန်ဖန့်ကနိုးလာပြီးစူပါဂျီကိုဂျေဆုတင်စကားပြောဆိုခဲ့ပါရင်းတခြားနေရာတစ်ခုမှာဆိုတော့ဟွာဒူအိုဂျီဟာနှက်ဆိုးရှူအောင်ရှိနေတဲ့ အလုံးလုံးနေတာဖော်ထုတ်ခံခဲ့ရပါပြီသူကရှူရောင်ရှိကိုကွန်ဖန်ဟာလိမ့်နတ်ဆိုရကန့်ရှင်းကိုခံခဲ့ရပြီးတော့စူပါဂျီဟာသူ့ရဲ့တာဝန်ကို PC ဖို့အတွက်နီးကပ်လာပြီးဖြစ်တဲ့အကြောင်းအသိပေးခဲ့ပါပြီဒါဟာစူပါဂျီရဲ့နောက်ဆုံးတာဝန်ဖြစ်တဲ့အတွက်စူပါဂျီနဲ့ရှူရောင်ရှိအကြားနောက်ဆုံးတိုက်ပွဲဟာမရှောင်လွှဲနိုင်တော့ဘူးလို့ဆိုလိုနေပါပြီခွာဒူအိုဂျီဟာမဟာမိတ်ဖွဲ့မှုကိုမလွှဲတာမရှောင်တာလုပ်ရပါပြီဘာကြောင့်လဲဆိုတော့ရှူရောင်ရှိကသူ့ရဲ့လူတွေကိုဖမ်းဆီးထားလို့ပါ စူပါဂျီနဲ့ကွန်ဖန်ဖဲမှာကျွန်တော်တို့နေရာအစားတောက်စားတောက်နေလို့မြင်းနဲ့ဖျားပေါ်လာခဲ့ပါရင်သူကစူပါဂျီကိုနှက်ဆိုးအမြအပြာရုတ်တရက်ပြောက်ွက်သွားတဲ့အကြောင်းသတင်းပေးပါရင်ဒါဟာတိုက်ခတ်ရမယ့်နှက်ဆိုးရဲ့နေသွားတာကြောင့်အပြုတ်သဘောဆောင်တယ်လို့ထင်ရပေမဲ့တို့အားလုံးတစ်ပြိုင်တည်းထဲပျောက်သွားတာကတန်တရားဖြစ်เสียပါစူပါဂျီကွန်ဖန်နဲ့မြင်းနဲ့ဖျားတို့ဟာဒါကိုစုံစမ်းဖို့ထွက်ခွာသွားကြပါရင်တို့ရဲ့ခရီးလမ်းအတွင်းမှာမြင်းနဲ့ဖျားကစူပါဂျီရဲ့အားနည်းတဲ့ဇဝင်ကိုတတိထားမိခဲ့ပါရင်စူပါဂျီကရေရှိုးရှင်းတာသူ့ရဲ့ဇွမ်းအားကိုယော့နေစေတယ် ဒါပေမဲ့နောက်ဆုံးမှာတော့စွန်အားဝေးပြန်လဲရလာလိမ့်မယ်လို့ရှင်းပြပါရီဒါကိုကြားတဲ့ခါမှာကွန်ဖန်ကအပြစ်ရှိတယ်လို့ခန့်စားရပါရီဘာကြောင့်လဲဆိုရင်တော့သူမဟာတခါကစူပါကြီးကိုရေရှိုးဖို့အတင်းလောက်ခိုင်းခဲ့ဘူးတာအတရိယသွားခဲ့ပါရီအဲ့ဒီညာအဖွဲကစိုင်းတဆိုင်မှာညအိတ်ခဲ့ကြပါရီအဲ့ဒီအချိန်စူပါကြီးကတော့သူ့ရဲ့တာဝန်တွေပြီးဆုံးသွားမယ်ဆိုရင်သူကကောင်းကင်ပြည်ကိုပြန်ရမှာဖြစ်တာကြောင့်ကွန်ဖန်ကိုနောက်ထပ်ဘယ်တော့မှတွေ့ရမှာမဟုတ်ဘူးလို့မျှဝေခဲ့ပါရီဒါကြောင့်ဝမ်းနေသွားတဲ့ကွန်ဖန်ကနောက်တနည်းမနဲ့မှာကံပေးမှထိုင်ပြီး ဘာမှမစင်စားနိုင်တဲ့အခြေအနေဖြစ်သွားခဲ့ပါပြီအခွင့်အရေးကိုအသုံးချပြီးတော့စူပါကြီးအကြောင်းကွန်ဖိုင်းရဲ့စိုးရိမ်မှုတွေကိုကြားခဲ့တဲ့ဟွာဒူအိုဂျီကအစီအစဉ်တစ်ခုနဲ့သူဒူမစီကိုရှီးကပ်လာပါပြီသူကကွန်ဖန်ကိုစူပါကြီးလိုမျိုးနတ်ဖျားဝေဟာလူသားတယောက်နဲ့လက်ထပ်မယ်ဆိုရင်တော့ကပပေါ်မှာနေနိုင်ပါတယ်လို့ပြောပြပါပြီနောက်ဆုံးမှာတော့သူဟာကွန်ဖန်ကိုဆုံးလောကတန်းနဲ့ဆွမ်းအားသွင်းထားတဲ့လက်ကောက်တစ်ကွင်းပေးအပ်ခဲ့ပြီးတော့စူပါကြီးကိုပေးဖို့ညွှန်ကြားခဲ့ပါပြီဒီလက်ကောက်နဲ့ဆိုရင်စူပါကြီးဟာသူ့ရဲ့စိတ်မှန်တဲ့ခံစားချက်တွေကိုပေါ်ပြဖို့တွန်းအားရရှိမှာပါ မကြခင်ကွန်ဖန်ကစူပါကြီးစီကိုရှိကပြီးတော့စုံလောကတက်ထည့်ထားတဲ့လက်ကောက်ကိုဝှစ်ဆင်ဖို့တောင်းဆိုပါရီစူပါကြီးကလည်းလက်ကောက်ကိုဝှစ်ဆင်လိုက်တာနဲ့စုံလောကတက်ရဲ့လွမ်းမမှုအောက်ကိုကြောက်ရောက်သွားခဲ့ပြီးသူ့ရဲ့ခန်းစားချက်ကိုကွန်ဖန်ကဖွင့်အားဝန်ခံခဲ့ပါရီဒါကတော့သူမကိုဝမ်းတာပျော်ရွှင်စေခဲ့ပါရီရန်နေငယ်ကြပြီးရတော့ကွန်ဖန်ရဲ့ဖခင်တော်စူပါကြီးနဲ့ကွန်ဖန်အကြမင်္ဂလာဆောင်တစ်ခုအစီအစဉ်ခဲ့ပါရီဒါပေမဲ့ဒါဝေအလုံးဟာရှူယောင်ကြည်ရဲ့ဆိုးရုံတဲ့အစီအစဉ်အစိတ်ပိုင်းတစ်ခုသာဖြစ်နေခဲ့ပါရီ သူကသူ့ရဲ့လက်ရောက်ခံနေကိုမင်္ဂလာဆောင်အခမ်းအနားအတိုက်ခိုက်ဖို့ဈေးလွပြီးတော့တဟာကမောက်ကမဖြစ်စီခဲ့ပြီးအများအပြားလက်ဒဏ်ရာရစေပါရေးပို့ဆိုးနေတာကကွန်ဝန်နာရှူယောင်ရှိရဲ့လက်ဝေခံဒီကဖန်စီခေါ်ဆောင်တွားခံခဲ့ပါရေးဒီအခြေအနေကြားထဲမှာပဲစူပါကြီးရဲ့စုံလောကတပ်နဲ့ပြုတ်လုထားတဲ့လက်ကောက်ကရုတ်တရက်ကွဲသွားခဲ့ပြီးတော့သူ့ကိုထိန်းချုပ်ထားတဲ့အိမ်မက်ထဲကနေရုတ်တရက်လန့်နိုးလာခဲ့ပါရေးဘာဝေဖြစ်ခဲ့တာလဲဆိုတာကိုသိလာပြီးရနောက်စူပါကြီးကကြံရှိတဲ့လက်ရောက်ခံဒီကိုတိုက်ခိုက်ပြီးကွန်ဖန်ကိုကဲတင်ဖို့ထွက်ခွာခဲ့ပါရေး ဒါပေမဲ့သူအဲ့ဒီအရေးအခင်အတွင်းမှာဆူဆူရွာအရန်နဲ့ခံခဲ့ရပါလိဒီအတွင်းမှာပဲရှိုးရောင်ရှိရဲ့နေထိုင်ရာမှာကွန်ဖန်ရဲ့စပင်ကဖြူဖေးသွားခဲ့ပါလိဘာကြောင့်လဲဆိုတော့သူမရဲ့အသက်စွမ်းကိုနတ်ဆိုးကဆုတ်ယူလိုက်တော့ပါကန်ကောင်းတာကတော့ဆူပါရှိဟာနတ်ဆိုးရဲ့လက်ရောက်ခံဒီကိုအနံ့ယူပြီးတဲ့နောက်ရှိုးရောင်ရှိကိုရိုင်းကိုရင်ဆိုင်ဖို့အတွက်အချိန်မီရောက်လာခဲ့ပါလိအလင်းမြလှုပ်ရှားလိုက်တဲ့ဆူပါရှိဟာသူ့ရဲ့လက်နက်နဲ့တိုက်ခိုက်ခဲ့ပေမဲ့ရှိုးရောင်ရှိကတိုက်ခိုက်မှုကိုကာကွယ်ပြီးဆူပါရှိကိုလဲကြကတွေးအံစေခဲ့ပါလိ နောက်ဆုံးစန့်ကျင်မှုအနေနဲ့စူပါရှီဟာသူ့ရဲ့သွေးကိုရွှေအောင်ရှီရဲ့မျက်နှာပေါ်တိုက်ရိုက်ထွေးထုတ်လိုက်ပါလိမ့်။ဒါဟာနတ်ဆိုးကိုဒူရာထွက်စီပြီးတော့ကွန်ဖန်ရဲ့ခန္ဓာကိုယ်အထက်ကိုဝင်ရောက်နေထိုင်စေခဲ့ပါလိမ့်။ရွှေအောင်ရှီရဲ့ထိန်းချုပ်မှုအောက်ရောက်နေပြီဖြစ်တဲ့ကွန်ဖန်ကစူပါကြီးကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတော့မှပဲမြင်းနဲ့ဖေးရနဲ့တခြားသောသူတွေကစူပါကြီးကိုကူညီဖို့ရောက်လာကြပါလိမ့်။သူတို့ရဲ့ပေါင်းစည်းထားတဲ့ဂျိုးပန်မှုရရှိပေမဲ့လည်းရွှေအောင်ရှီကဆက်လက်ပြီး အင်အားကြီးမားနေဆဲပဲဖြစ်ပါရင်အရင်ကစူပါကြီးအသက်ချမ်းသာခွင့်ပေးခဲ့တဲ့အပင်နတ်စိုးနှစ်ကောင်ကလေးတိုက်ပွဲထဲဝင်ပါလာခဲ့ပါရင်ဝမ်နေဆရာကနတ်စိုးနှစ်ကောင်စလုံးဟာရွှေအောင်ကြီးရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ပြီးတော့စူပါကြီးသူတို့ကိုပေးခဲ့တဲ့စုံလောကတတ်ထည့်ထားတဲ့မျိုးစေ့ဟာသူတို့ရဲ့ကြံရစ်တဲ့အကျွမ်းကြံကြီးကနေပေါ်ထွက်လာခဲ့ပါရင်ရွှေအောင်ကြီးရဲ့ရက်ဆက်ကြံကြုတ်မှုကိုယုံရှာသွားတဲ့ဟွာဒူအိုကြီးဟာမျိုးစေ့ကိုယူပြီးတော့စူပါကြီးရဲ့ခန္ဓာကိုယ်အထည်ထည့်လိုက်ပါရင် ဒီလိုလုံးလိုက်တာကသူ့ရဲ့ခွန်အားကိုပြန်လည်ရရှိစေခဲ့ပါပြီးသူ့ရဲ့စွမ်းပြန်လည်ရရှိလာတဲ့အခါမှာစူပါဂျီကရှူရောင်ဂျီကိုကောင်ဖန်ရဲ့ခန္ဓာကိုယ်ထဲကနေမောင်းထုတ်ပြီးတော့သူ့ရဲ့ဗျမ်းနဲ့လက်နက်နဲ့နောက်ဆုံးတိုက်ခိုက်မှုကိုလှုပ်ဆောင်ကာနတ်ဆိုးကိုတခါတည်းအပိသက်တပ်ဖြတ်နိုင်ခဲ့ပါပြီးနတ်ဆိုးတည်ဆုံသွားတာနဲ့အတူစူပါဂျီကသူ့ရဲ့တာဝန်တွေကိုအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီးအခုဆိုရင်သူဟာကောင်းကင်ဘုံကိုလွတ်လပ်စွာပြန်နိုင်ပါပြီဒါပေမဲ့စူပါဂျီကကဘာပေါ်မှာပဲနေဖို့ရွေးချယ်ပါလိမ့်သူဟာကောင်းကင်ခ ्यु နာချန်ကိုဆုတ်ပြဲပြစ်လိုက်ပြီးတော့ အစစိအမမွာဖြစ်သွားတဲ့စာမျက်နှာဝေဟာမြို့သူမြို့သားဝေစီကြောက်ရောက်သွားပြီးတော့ကမောက်ကမဖြစ်စဉ်အတွင်းလဲကြတည်ဆုံသွားခဲ့တဲ့လူတွေကိုပြန်လည်အတက်တွင်းပေးခဲ့ပါရင်မထင်မှတ်ထားပင်တဲ့ကွန်ဖန်ရဲ့လက်မောင်းပေါ်ကပန်းပုံတံအမတ်တာဟာပျောက်ကွယ်သွားခဲ့ပြီးတော့စူပါကြီးကိုလည်းနောက်ထပ်ပဲတော့မှမတွေ့ရတော့ပါဘူးဒါကဘာကြောင့်လဲဆိုတော့သူဟာကမ္ဘာပေါ်မှာလွတ်လပ်စွာရှောက်လေဖို့ဆုံးဖြတ်ခဲ့လို့ပါနောက်ဆုံးမြင်ကွင်းတစ်ခုမှာဆိုရင်စူပါကြီးဟာတစ်ချိန်ကကွန်ဖန်သူ့ကိုလက်ဆောင်ပေးခဲ့တဲ့ဖနက်ကိုဝတ်ဆင်လျက် သူ့ရဲ့ခရီးအသစ်ကိုစတင်ထွက်ခွာတွားပုံအားဖော်ပြထားပါသည်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။